ီကနေ့မှာတော့ DVB သတင်းဌာနရဲ့ဆောင်းပါးတစ်ပုဒ်ဖြစ်တဲ့စာရေးဆရာစီရိုတန်ရေးသားထားတဲ့ရှင်ဥပဂုတ်တာဆုံးမခန်းဆိုတဲ့ဆောင်းပါးလေးကိုတင်ဆက်ပေးကြပါတယ်။ဒီဆောင်းပါးလေးကိုပြန်လည်တင်ဆက်ခွင့်ပြုပါရန် DVB သတင်းဌာနနဲ့စာရေးဆရာစီရိုတန်အားလေးစားစွာခွန်တောင်းအပ်ပါတယ်။ဒေတာတွင်နိုင်ငံများအကြားချစ်ချည်ရင်းနှီးမှုနဲ့ပူးပေါင်းဆောင်ရွက်မှုဖွံ့ဖြိုးတိုးတက်စေဖို့ဆိုတဲ့အရင်းခံရည်ရွယ်ချက်နဲ့အာဆီယံကို1969ခုနှစ်မှာ နိုင်ငံ၅ခုဖြစ်တဲ့ထိုင်း၊စင်ကာပူ၊မလေးရှား၊အင်ဒိုနီးရှား၊ဖိလစ်ပိုင်တို့ကထူထောင်ခဲ့ကြတာဖြစ်ပါတယ်။အခုအချိန်မှာဒေတာတွင်းအစစအအရာရာအနှိမ့်ချဆုံးအခြေအနေမှာရှိနေပြီးမျက်နှာငယ်နေကြရတဲ့မြန်မာနိုင်ငံသားတွေအာဆီယံနဲ့ပတ်သက်ပြီး ရှာရှာပါပါဂုဏ်ယူကြဖို့ရှိတာတခုကအဲ့ဒီအာဆီယံဆိုတဲ့စိတ်ကူးစိတ်တမ်းဟာမြန်မာလွတ်လပ်ရေးဘီတူကာကြီးဘိုးချုပ်အောင်ဆန်းရဲ့အုံနောက်ထဲမှာပထမဆုံးသတိတည်ခဲ့တဲ့ ဗိုလ်ချုပ်ရဲ့အုံနောက်ရင်သွေး brain chain ဖြစ်တယ်ဆိုတဲ့အချက်ပါ။ဒါကြောင့်အာဆီယံကိုထူထောင်ချိန်မှာဗိုလ်ချုပ်သာတက်ရှိထင်ရှားရှိနေမယ်ဆိုရင်ဗိုလ်ချုပ်ဦးဆောင်တဲ့မြန်မာနိုင်ငံဟာအာဆီယံကိုထူထောင်တဲ့နိုင်ငံတွေစီးရင်မှာ ပါဝင်မှာအေကန်မုတ်ချဖြစ်တယ်လို့ဆိုနိုင်ပါလိမ့်မယ်။အာဆီယံစိတ်ကူးပထမဆုံးသတိတည်ခဲ့သူရဲ့နိုင်ငံအာဆီယံအဖွဲ့ဝင် ဖြစ်လာတာက အဖွဲ့ပေါ်ပေါက်ပြီးနောက်နှစ်30အကြာ1998ခုနှစ်ကမှဖြစ်ပါတယ်။ အဲ့ဒီအချိန်မြန်မာနိုင်ငံမှာအာဏာရနေတာက ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံကြီးကိုအကြမ်းဖက်နှိမ်နှင်းဖြိုခွဲခဲ့မှုပြည်သူတွေရဲ့မျှော်မှန်းချက်ပေါ်လွင်မြင်သာစွာထင်ဟပ်နေတဲ့1990ရွေးကောက်ပွဲရလဒ်ကိုနင်းချီဖျက်ဆီးခဲ့မှုတွေကြောင့်နိုင်ငံတကာအတိုင်းအဝိုင်းရဲ့အရေးယူတန်ခတ်ပိတ်ဆို့ခြင်းခံနေရတဲ့နာအဖာစစ်အစိုးရဖြစ်ပါတယ်။နာအဖာကအာဆီယံနဲ့ဝင်ခွင့်ရဖို့ရှောက်ထားခဲ့ပေမဲ့ နိုင်ငံတကာရဲ့ဖေကျင်ထားမှုကိုခံနေရတဲ့နိုင်ငံတခုကိုအခွဲတဲ့ထည့်သွင်းဖို့အာဆီယံခေါင်းဆောင်တွေမဝင့်မရဲဖြစ်နေကြတာကြောင့်အချိန်ဆွဲလာကြရင်အခွဲတီထောင်မှု230ပြည်မြောက်တဲ့1998ခုနှစ်ကမှအခွဲရဲ့ဝါရင်ခေါင်းဆောင်ကြီးတဦးဖြစ်တဲ့မလေးရှားဝန်ကြီးချုပ်မဟာတီယာမိုဟာမက်ရဲ့ထောက်ခံမှုနဲ့မြန်မာနိုင်ငံကိုအာဆီယံအခွဲတဲ့ထည့်သွင်းခဲ့တာဖြစ်ပါတယ်။အာဆီယံအခွဲဝင်နိုင်ငံဖြစ်လာပြီးနောက်မှာ မြန်မာနိုင်ငံဟာအာဆီယံခေါင်းဆောင်တွေစိုးရင်ပူပန်ခဲ့ကြတဲ့အတိုင်းအာဆီယံကိုဒုက္ခမျိုးစုံပေးခဲ့ပါတယ်။အာဆီယံအပါအဝင် နိုင်ငံတကာအတိုင်းအဝိုင်းကတည်ငြိမ်ရေးလမ်းကြောင်းပေါ်ကိုမြန်မာနိုင်ငံ ထိခိုက်ပွန်းရှားမှုအ ਨੇ ဆုံးနဲ့ရောက်ရှိစေရေးအတွက်လူထုခေါင်းဆောင်လူမျိုးစုခေါင်းဆောင်များနဲ့စစ်မှန်တဲ့တွေ့ဆုံဆွေးနွေးမှုပြုလုပ်ဖို့အချိန်ချင်းတိုက်တွန်းတောင်းဆိုခဲ့ကြပေမဲ့မြန်မာစစ်အုပ်စုက ပြည်သူတွေရဲ့အခြေခံရပိုင်ခွင့်များကိုဆက်လက်ပြီးပြင်းပြင်းထန်ထန်ချိုးဖောက်ခြင်းလူမှုခေါင်းဆောင်ကိုအိမ်အကျဲချုပ်အချိန်ချင်းချထားခြင်းလူမျိုးစုခေါင်းဆောင်များကို နှိရှေထောင်ဒဏ်များချမှတ်ခြင်းတို့ဖြင့်အာဆီယံနဲ့နိုင်ငံတကာအတိုင်းအဝိုင်းရဲ့တိုက်တွန်းတောင်းဆိုမှုကိုတုံ့ပြန်ခဲ့ပါတယ်။ရှေ့အုပ်စုရဲ့အဲ့ဒီလှုပ်ရက်တွေကြောင့်အာဆီယံဟာအမေရိကန်နဲ့ဥရောပတမကတို့လိုနိုင်ငံတွေအဖွဲ့အစည်းတွေနဲ့ဆက်ဆံရေးမှာအကျပ်အတဲတွေအချိန်ချင်းတွေးခဲ့ရပါတယ်။ ဒါပေမဲ့ပောက်တဲ့နဖူးမထိုးတော့ဘူးဆိုတဲ့အတွင်းနဲ့ကျန်အာဆီယံခေါင်းဆောင်တွေဟာနိုင်ငံတကာအဖွဲ့အစည်းတွေနဲ့တွေ့ဆုံတဲ့ပွဲတွေစီတို့စစ်အုပ်စုတရွတ်ဆွဲလိုက်ပါလာတာကိုစိတ်မသက်မသာနဲ့ခွင့်ပြုခဲ့ကြပါတယ်။အဲ့ဒါလိုအခြေအနေတွေရှိနေတဲ့အစိုးရကမကထပြုအကြမ်းဖက်မှု State Sponsor Terrorism လို့ကမ္ဘာမီဒီယာတွေကအမည်ပေးခဲ့ကြတဲ့ဒီဘေးရင်လှုပ်ကြံမှုကြီးပေါ်ပေါက်လာတဲ့အခါမှာတော့အာဆီယံဟာမြမစစ်အုပ်စုအပေါ် အတော်ကလေးစိတ်ပြက်လက်ပြက်ဖြစ်သွားခဲ့ပါတယ်။တချို့အာဆီယံခေါင်းဆောင်တွေဆိုရင်တန်နမန်လှုပ်ထုံးလုပ်နည်းတန်နမန်ပြောပုံစိုးပုံတွေကိုတောင်ဂယုမဆိုင်နိုင်တော့ပဲဆီယိုစုကိုပြင်းပြင်းထန်ထန်ဝေဖန်ပြစ်တင်ပြောဆိုမှုတွေပြုလုပ်ခဲ့ကြပါတယ်။အာဆီယံတစ်ဖွဲ့လုံးအနေနဲ့လည်းဆီယိုစုရဲ့အဲ့ဒီလှုပ်ရက်ကိုလက်မခံနိုင်ကြောင်းဖော်ပြထားတဲ့ကြေညာချက်တစ်ခုကိုထုတ်ပြန်ခဲ့ပါတယ်။2010ကျတော့1990ရွေးကောက်ပွဲအနိုင်ရပါတီကြီးတွေပါဝင်လို့မရအောင်လို့ စနစ်တကျအကွက်ချစီမံထားတဲ့ဘေးကွက်ဝဲတစ်ခုကိုစစ်အစိုးရကဦးစီးပြီးကျင်းပခဲ့ပါတယ်။လွတ်လပ်အမိခိုကင်းတဲ့ဘဲဆောင်ကြီးအကဲခတ်အဖွဲ့ရဲ့ထောက်ခံမှုကိုမှမရရှိခဲ့တဲ့အဲ့ဒီရွေးကောက်ပွဲမှာစစ်ထက်ကြောထောက်နောက်ခံပြုတ်ကြံ့ဖွတ်ပါတီကအနိုင်ရပြီးဦးသိန်းစိန်ခေါင်းဆောင်နဲ့အရက်ဝတ်လဲစစ်အစိုးရတက်လာပါတယ်။ဦးသိန်းစိန်ကလေးတန်းပြော့တဲ့မိန်ကုန်းတွေပြောပါတယ်။နိုင်ငံရေးအရာရှော့ပေါမှုတချို့လွတ်ခဲ့ပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေကိုပြန်လွှတ်ပေးခဲ့ပါတယ်။ဒီလှုပ်ရက်တွေကြောင့်အာဆီယံစိတ်သက်သာရနည်းနည်းရလာခဲ့ပါတယ်။ဂျွန်ဟန်ဆန်ဆုကြည်ခေါင်းဆောင်နဲ့ NLD မှတ်ပုံပြန်တင်2012ကြားဖြတ်ရွေးကောက်ပွဲနဲ့ NLD အမတ်တချို့လွှတ်တော်တဲ့ရောက်သွားခဲ့တော့မြန်မာပြည်သူတွေနဲ့အတူအာဆီယံလဲစိတ်အားတက်လာခဲ့ပါတယ်။2015ရွေးကောက်ပွဲမှာတောင်ပြိုကမ်းပြိုနိုင်တဲ့ NLD ကိုအစိုးရလှုပ်ခွင့်ပေးလိုက်တော့မြန်မာစစ်ကောင်ဆောင်တွေလိမ္မာလာပြီး မြန်မာနိုင်ငံမှာတည်ငြိမ်တဲ့ခေတ်သစ်တစ်ခုစတင်ပြီးဆိုတဲ့အတွင်းနဲ့အာဆီယံခေါင်းဆောင်တွေရှင်လန်းအားရဖြစ်ခဲ့ကြပါတယ်။ကျန်နိုင်ငံတကာအတိုင်းဝိုင်းကလည်းစစ်ခေါင်းဆောင်တွေကိုစိတ်ဒုံဒုံချမယုံကြည်နိုင်သေးပေမဲ့အပြောင်းလဲတွေကိုတော့အပြုသဘောရှုမြင်ခဲ့ပါတယ်။အဲ့ဒါလို့ရှိနေတော့2020ရွေးကောက်ပွဲမှာတောင်ပြိုကမ်းပြိုထပ်နိုင်တဲ့ LND လက်ထဲကနိုင်ငံတော်အာဏာကိုစစ်တပ်ကလူယူလိုက်ပြန်တော့ မြန်မာပြည်သူတွေရော အာဆီယံအပါအဝင် နိုင်ငံတကာအတိုင်းအဝိုင်းတစ်ခုလုံးမှာရှော့ရသွားကြပါတယ်။နိုင်ငံတကာကအာနာလူစစ်အုပ်စုအပေါ်အရေးယူဒဏ်ခတ်ပိတ်ဆို့မှုတွေပြန်လည်ချမှတ်ပါတယ်။စစ်အုပ်စုကပြည်သူတွေအပေါ်ဖမ်းဆီးဖိနှိပ်ညှဉ်းဆဲတပြက်မှုတွေဆက်လက်ပြုလုပ်နေတာကြောင့်ကျန်အာဆီယံခေါင်းဆောင်တွေကထိပ်သီးအစည်းအဝေးဆိုတဲ့ခေါင်းစဉ်နဲ့အာနာလူစစ်အုပ်စုခေါင်းဆောင်ဘူမင်းအောင်လိုင်းကိုဂျူရီအဖွဲ့ရှိမှတရားခံခေါ်တယ်လို့ခေါ်တွေ့ပြီး ဘုံသဘောတူညီချက်၅ခုမှာသူပါဝင်လက်မှတ်ထိုးအောင်ဆွဲဆောင် ပြီးတော့တင်သွင်းခဲ့ကြပါတယ်။ဒါပေမဲ့ဘုံမင်းအွန်လိုင်းကမြန်မာနိုင်ငံပြန်ရောက်ပြီးနောက်တစ်နေ့မှာပဲအဲ့ဒီဘုံသဘောတူစာချုပ်ကိုဆုတ်ဖြဲနှင်းချေပစ်လိုက်ပါတယ်။အဲ့ဒီအချိန်ကစလို့မြန်မာစစ်အုပ်စုစကားစာဟာအာဆီယံအတွက်မစင်ထုတ်ကြီးတစ်ထုပ်ဖြစ်လာခဲ့ပါတယ်။မစင်တော့အရှုပ်ကိုရှင်းဖို့ကြိုးစားတဲ့နီလန်တစ်ခုအနေနဲ့ အာဆီယံကသူ့ရဲ့ဝင်ကြီးအစ်စ်နဲ့အထက်စီဝေးတွေမှာစစ်ကောင်းဆောင်တွေကိုတက်ရောက်ခွင့်မပြုချင်းဖြင့်ဆာကဆာရဲ့အဲ့ဒီလုပ်ရက်ကိုမှန်မှန်ကန်ကန်တုံ့ပြန်ခဲ့ပါတယ်။ဒီအရေးယူမှုဟာအာဆီယံတမိုင်းမှာ တခါမှမရှိသေးဘူးတဲ့ဆောင်ရွက်ချက်တစ်ခုဖြစ်ပါတယ်။ဒါပေမဲ့ဆာကဆာကအာဆီယံရဲ့အဲ့ဒီအရေးယူမှုကိုဂယုမဆိုင်တဲ့ပုံမျိုးနဲ့နေပြခဲ့ပါတယ်။ဒီလိုနဲ့အချိန်ကြာလာလေးလေး နဂိုကလေးကမှမတူညီတဲ့နိုင်ငံရေးစံတမိုးတွေပေါ်မှာယော့တိယော့ရဲတိဆောက်ထားတာဖြစ်တဲ့အာဆီယံနိုင်ငံတွေတစ်ခုချင်းအကြားမြန်မာနိုင်ငံနဲ့ပတ်သက်ပြီးသဘောထားကွဲပြားမှုတွေညားလာလေးလေးဖြစ်လာပါတော့တယ်။တဲကလေးမခိုင်တခိုင်လီတိုးလိုရိုင်းဆိုသလိုစီးလုံးညင်ညွတ်ပြီးဂုံတိတ်ခါမြင့်မားတဲ့လူယိုသေးရှင်ယိုသေးဒေသဆိုင်ရာအဖွဲ့တစ်ခုဖြစ်ဖို့စ조사ပန်းစားတိဆောက်နေရတဲ့အာဆီယံအတွက်မြန်မာနိုင်ငံဟာကက်ယောဂါရှုတစ်ခုဖြစ်လာပါတယ်။ ဆရာနာရှင်ခေတ္တလျှောက်လုံးနိုင်ငံရေးခေါင်းဆောင်တွေလူမျိုးစုခေါင်းဆောင်တွေအကြားသဘောထား꿰ပြမှုတွေပေါ်ကနေအမျက်အစွန်ကြီးကြီးမားမားရရှိလာခဲ့တာဖြစ်တဲ့မြန်မာစစ်အုပ်စုဟာသူ့ကိုအကြောင်းပြုပြီးအာဆီယံအတွင်းဧည့်သည်လိုသဘောထားတွေအကွဲကွဲအပြားပြားဖြစ်နေတဲ့အပေါ်ကလည်းအကျိုးအမြတ်တွေရရှိနေပါတယ်။အဓိကအကျိုးအမြတ်ကတော့ကဘာကြီးရဲ့အာနာကုံအနှင်းချင်းခံထားရတဲ့အာဆီယံရဲ့အကာအကွယ်ကိုယူပြီး ဆရာနာရှင်စနစ်သက်ဆိုးရှိဖို့အချိန်တွေဆက်လက်ဝယ်ယူနိုင်နေခြင်းပဲဖြစ်ပါတယ်။မြန်မာနိုင်ငံအာဆီယံအဖွဲ့ဝင်ဖြစ်လာချိန်ကစလို့အခုအထိစစ်အုပ်စုလုပ်ခဲ့သမျှလုပ်ရက်တွေကိုလေ့လာသုံးသပ်ကြည့်လိုက်ရင်အချက်တစ်ချက်ထင်းထင်းရှားရှားထွက်ပေါ်လာတာကိုအားလုံးမြင်တွေ့ကြရပါလိမ့်မယ်။အလားကတော့စစ်အုပ်စုဟာမြမပြည်တွင်စစ်တရှောက်စစ်မြေပြင်မှာအယက်သားပြည်သူတွေကို အုံချခဲ့တယ်လို့လူသားတိုင်းအဖြစ်အုံချဖို့တာ အာဆီယံနဲ့ဝင်ရောက်ခဲ့ခြင်းဖြစ်တယ်ဆိုတဲ့အချက်ပါတာဝန်သည့်နိုင်ငံတကာအတိုင်းအဝိုင်းရှိကလာတဲ့ဝိုင်းပယ်ဖဲကျင်ထားလို့မျိုးမျက်ဝန်းတွေကနေလွတ်ကင်းဖို့စစ်အုပ်စုကအာဆီယံဝိယုံထဲမှာဝင်ပုန်းနေခဲ့တာပါ2021အာနာလူပွဲနောက်ပိုင်းမှာစစ်အုပ်စုရဲ့အခြေအနေကပိုဆိုးလာပါတယ်တရားဝင်မှု legitimacy ရဲ့ရှေ့ပြေးနမိတ်ဖြစ်ကောင်းဖြစ်နိုင်တဲ့နိုင်ငံတကာမဲ့ဝက်မပြတ်ဆက်ဆံရေးကိုသူတို့လည်းရရှိနေကြောင်းပြသဖို့ အင်ဒရီတိတ်ခါကင်းမဲ့စွာစူးစားပါတော့တယ်။တာဝန်တည်တဲ့ဘယ်နိုင်ငံကမှလည်းတရားဝင်အစိုးရအဖြစ်အတိမတ်မပြုဘယ်နိုင်ငံခေါင်းဆောင်မှလည်းအလဲမလားဘယ်နိုင်ငံခေါင်းဆောင်ကမှလည်းအလဲမဖိတ်တဲ့ဓမြအလှလိုဖြစ်နေတဲ့အချိန်မှာသူကျူးလွန်နေတဲ့ရာဇဝတ်မှုတွေရပ်တန့်စေရင်ညီနိုင်ဖြောင်းဖြားဖို့သာလာရောက်ကြခြင်းဖြစ်တဲ့နိုင်ငံတကာတန်တမန်တွေနဲ့စေအုပ်စုခေါင်းဆောင်တန်တမန်လှုပ်ထုံးလှုံနေအရာလက်ဆွဲနှုတ်ဆက်တဲ့တပ်ပုံတွေကို သူတို့သတင်းစာမျက်နှာဖုံးမှာပြူးတူးကြဲတဲ့ခေါ်ပြပြီးကြွားလုံးထုတ်ရတဲ့အထိရုပ်ပြက်ဆင်းပြက်ဖြစ်လာပါတယ်။အာဆီယံကသူ့ရဲ့ဝင်ကြီးအဆင့်နဲ့အထက်အစည်းအဝေးတွေမှာစကားစခေါင်းဆောင်တွေကိုတက်ရောက်ခွင့်မပြုဘူးလို့ဆုံးဖြတ်ထားပေမဲ့အထူးသောအခြားအဆင့်အစည်းအဝေးတွေမှာစကားစဘိုးချုပ်ကြီးတွေကို ဖိတ်မိလို့အရက်ဖက်အခွဲအစည်းများစွာရဲ့ကန့်ကွက်မှုခံရအာဆီယံခေါင်းဆောင်တချို့ရဲ့ဝေဖန်ခံရနဲ့ဖိတ်မိတဲ့နိုင်ငံမှာလည်းမျက်နှာပြက်ရက်ရက်ပွေရပါတယ်။ အာနာလူကာလာလေးနှစ်အတွင်းမြန်မာနိုင်ငံကိုလာရောက်တဲ့နိုင်ငံခေါင်းဆောင်တယောက်ပွန်ဆန်နဲ့စစ်ခေါင်းဆောင်ကိုအလဲဖိတ်တဲ့နိုင်ငံ၄ခုသာရှိခဲ့ပြီးအဲ့ဒီနိုင်ငံတွေထဲမှာရှေ့သုံးခုက အာနာရှင်စနစ်ကျင့်သုံးတဲ့နိုင်ငံတွေဖြစ်တာကြောင့်စစ်ခေါင်းဆောင်ရဲ့အဲ့ဒီခီးစင်တွေမှာဘာပြဿနာမှမရှိခဲ့ပေမဲ့ဒီမိုကရေစီတစုံတရာ ရှိတဲ့စတုဒ္ဓမြောက်နိုင်ငံမှာတော့သူ့ကိုဖိတ်တဲ့အစိုးရအတော်ကလေးခေါင်းကိုက်သွားခဲ့ရပါတယ်။လွတ်တော်ထဲမှာဝေဖန်ခံရ စစ်ကောင်းဆောင်ရောက်ရှိနေတဲ့မြို့တော်နဲ့တဲခိုနေရဟိုတယ်မှာဆန္ဒပြခင်ရနဲ့အတော်ကလေးပွက်လောရိုက်သွားခဲ့ပါတယ်။အာဆီယံနဲ့စကားစအဲ့ဒလိုမအီမလဲမရှူနိုင်မကဲနိုင်တွေဖြစ်နေတာတွေတွေ့ရတော့ဗုဒ္ဓဘာသာဝင်တွေအကြားထင်ရှားကြော်ကြားလူသိများတဲ့ဇက်တော်တစ်ခုအကြောင်းသွားတတိယမိပါတယ်။ဇက်တော်ကမြောင်းတမုတ်တရားမှာကြီးပြတ်တဲ့နဲ့ဆံမြန်းနေတယ်ဆိုရဲရှင်ဥပကုဋ္ဌဇက်တော်ပါ။တို့တို့ပြောရရင်ဖះတက်ရှိထင်ရှားရှိစဉ်ကလေးက ဖျားကိုအချိန်ချင်းအနှောက်ယှက်ပေးခဲ့ဘူးသူဖြစ်တဲ့မန်နက်ကိုတခါတော့ရှင်ဥပကုတ္တကပြစ်ဒဏ်ပေးတဲ့အနေနဲ့သူ့လယ်ဘေးမှာခွေးတေကောင်ပုတ်တစ်ခုဆွဲပေးလိုက်ပါတယ်။ပုတ်ဟောင်နန်းစော်လှတဲ့အဲ့ဒီခွေးတေကောင်ပုတ်ကို မန်နက်ကသူ့ဘာသာသူဆွဲချွတ်လို့မရပါဘူး။ဒါကြောင့်သူက သူ့ထက်တကူးကြီးတဲ့နှက်တွေရှိသွားပြီးအကူအညီတောင်းပါတယ်။နှက်တွေကအကျိုးချောင်းမေးတော့အင်မတန်တကူးကြီးတဲ့ရှင်ဥပကုတ္တဆွဲပေးထားတာဖြစ်တယ်ဆိုတာသိသွားတဲ့အခါ သူတို့ချွတ်ပေးလို့မရဘူးဆိုပြီးညင်းလွတ်လိုက်ကြပါတယ်။ဘသူကမှချွတ်မပေးနိုင်တဲ့အဆုံးမှာမန်နဲ့ဟာရှင်ဥပဂௌတစီပြန်သွားပြီးတောင်းမှန်ရပါတယ်။ရှင်ဥပဂௌတကဖျားရှင်သာသနာကို နောင်ဘယ်တော့မှ မနှောက်ယှက်တော့ပါဘူးဆိုတဲ့ဂရီတောင်းပြီးမန်နဲ့လေဘင်ကခွေးဒီခေါင်ပုတ်ကို ချွတ်ပေးလိုက်ပါတယ်။အခုအချိန်မှာမြမပြည်သူတွေကຫນွေဦးတော်လန်ရေးတီးဟူသောတကူအဖြစ်စကားချခွေးဒီကောင်ဘုတ်ကို အာဆီယံလေဘင်းမှာချိတ်ဆွဲပေးထားတာဖြစ်ပါတယ်။မြမနွေဦးပြည်သူတွေကိုအလေးမထားသမျှကာလပတ်လုံးစကားစခွေးတွေကောင်းဖို့ဟာအာဆီယံဘဲသွားသွားတန်လန်းပါနေမှာဖြစ်ပါတယ်။အာဆီယံအနေနဲ့သူ့လေဘင်းကခွေးတွေကောင်းဖို့ပြုတ်ထွက်သွားဖို့အမှန်တကယ်ဆန္ဒရှိတယ်ဆိုရင်အစကတည်းကတကိုးချိန်စော် နေပါခဲ့ပြီးအခုအချိန်မှာလုံလုံလှလှဆွမ်းပကာကင်းမဲ့နေပြီဖြစ်တဲ့ဘုံသဘောတူညီချက်၅ရက်ကိုဆွန့်လွတ်ပြီး မြမနွေဦးပြည်သူတွေရဲ့ရင်ခုန်တန်နဲ့စီးချက်ညီတဲ့ရည်တီချက်ကိုပြောင်းလဲကင်ဆွဲတင်ပါတယ်။အဲ့ဒါလိုလုံမတာလင်းသူ့လေပင်ကခွေးတီကောင်ပုတ်ပြုတ်ကြပြီးအာဆီယံဟာကဘာကြီးကအားထားဆံပြူလောက်တဲ့ဒေသဆိုင်ရာအဖွဲ့တစ်ခုအဖြစ်ဝင်ဝင်ထထရည်တီနိုင်မှာဖြစ်ပါတယ်။